လိုင်းတရားမှာဖြစ်သွားတဲ့အန်ဒီဟီကိုဒီနေ့မင်းတို့သွားခဲ့ပါတယ်အဲ့အန်ဒီနဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်တယောက်တည်းရဲ့ဇကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့စကယ်ရီဂိတ်တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မီစုံစမ်းဒီကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထည်ကြီးပြတ်ပတ်စံရှိတော့လဲသူကအပေးကန်းရရော်တယ်ခလေးလဲချစ်တတ်တယ်နော်ကျွန်တော်မိမကိုဆုံးအောင်တော့မကြည့်နိုင်မင်းနဲ့မင်းညာဆိုရင်ညာစာတော့မစားပြတ်ပါဘူးဒီခလေးကြောင့်ကျွန်တော်တို့ကပြအစိမ်မကောင်းဖြစ်ရတာဒီခလေးကိုနေဘူးကြီးထဲမှာတက်တိုင်းမှာတော့ပြီးကြည့်လိုက်မယ်အားလုံးမင်္ဂလာပါ င်မွေး YouTube channel လေးအရင်ကြိုဆိုလိုက်ပါတယ်မို့ဒီနေ့တင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ line မှာမနာမည်ကြီးနေတဲ့လှိုင်းသားရဲ့ Twitter သူအထက်ဆိုင်မှာပစ္စည်းဝင်ခိုးတဲ့ဒီတခိုးသားမိကိုရိုက်နှက်ဆုံးမလိုက်တဲ့နဲ့ပတ်သက်ပြီးတော့တခိုးသားမိနေတဲ့ရက်ွက်ကိုတွားပြီးတော့ဒီအကြောင်းစုံကိုစုံစမ်းပြီးတော့လူတန်းပေးထားခဲ့တယ်လို့လည်းပြောတယ်ရှင်။နေပိုးရင်ကိုကလည်းနောက်ထပ်350လူတန်းမယ်ဆိုပြီးတော့ပြပြလာတယ်ရှင်။ကြည်တဲ့အမျိုးတွေလည်းတာတုခလို့ရအောင်လို့ပြန်လဲညှောက်လိုက်ချိမဲ့ဖြစ်ပါတယ်။မွေးဗီဒီယိုလေးကိုဆော့တိလည်းပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင်။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်။လှိုင်းသားရမှာဖြစ်သွားတဲ့အန်ဒီဟီကိုဒီနေ့မင်းတို့တွားခဲ့ပါတယ်။အဲ့အန်ဒီ ီးနဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်တယောက်တည်းရဲ့စကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ scary gate တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မီးစုံစမ်းပြီးရောမှတိတ်တိတ်ချာချာလေးမင်းမင်းတိလာတာလေးကိုပြောပြပါမယ်မင်းမင်းလည်းရက်ွက်ထဲကနေပြီးတော့ပြန်ကြားလာခဲ့ရတာပါရှင်အန်တီရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါရက်ွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ်အန်တီကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထယ်ကြီးပြပတ်စံရှိတော့လည်းသူကအပေးကန်းရရော်တဲ့ခလေးလဲချစ်တတ်တဲ့ view ထဲမှာပါတဲ့ခလေး ေးဟိုမှာမဟုတ်ဘဲနဲ့သူကရက်ကွက်ထဲမှာရှိရခလေးတိုင်းကိုထိမ့်မိတယ်တဲ့မျိုးထဲမှာပါတဲ့ခလေးလေးကလည်း INDE နဲ့ဘာမှတော်ဆမှုမရှိဘူးတဲ့ရက်ကွက်ထဲကခလေးပဲသူအဲ့ခလေးလေးကိုလည်းနှစ်လသားအရွယ်တဲကသူကထိမ့်မိတာတဲ့ရက်ကွက်ထဲကပြောကြတာပေါ့နော်အဲ့ခလေးလေးရဲ့အဖေအမေတွေအလုတ်သွားတယ်အပြင်သွားတယ်ဆိုရင် INDE ရှိမှာပဲခလေးကိုထားခဲ့တာအဲ့ခလေးကို INDE ကကြည့်ပေးတယ်ကြည့်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်မိတယ်ပေါ့နော်အဲ့လားရက်ကွက်ထဲကနေရောမမင်းတို့ပြောပြတာ ခလေးလေးကိုပေါ့နော်ဗန်းပြပြီးတော့သူအဲ့လိုမျိုး live live လှုပ်ရှားနေရလဲရက်ွက်ထဲကမဟုတ်ပါဘူးတဲ့ဒီခလေးကိုမှထိမ့်ပေးရမျိုးမဟုတ်ဘဲနဲ့တခြားခလေးတွေကိုလည်းသူကခလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်ပေးပါတယ် ဗီဒီယိုထဲမှာပါတဲ့ခလေးကိုတော့ပို့ပြီးတော့ထိန်းသေးဖြစ်ပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့အဲ့ခလေးလေးကအဲ့အန်နီရဲ့သားဆုံးသွားတဲ့သားဝင်စားရလို့အဲ့အန်နီကြီးကထင်ထင်တာဖြစ်တဲ့အတွက်အဲ့ခလေးကိုသူကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ထိန်းသေးဖြစ်တယ်ပေါ့နော်။အဲ့ခလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်။အရိုက်ခံရတဲ့အတ္တီရဲ့ဆုံးသွားတဲ့သားဝင်စားတာလို့လည်းရက်ွက်ထဲကလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်။အလှကြောင့်မဟုတ်လို့လည်းအဲ့အန်နီကအဲ့ခလေးကိုပို့ပြီးတော့ထိန်းသေးဖြစ်တယ်။ပို့ပြီးတော့ပေါ့နော်သူ့နာမှာခေါ်ထားဖြစ်ပါတယ်။နေရခလေးရဲ့မိဘအရင်နေ ဲ့အင်တာဗျူးတွေပါလေမင်းတို့ကကြီးလိုက်တာဆိုတော့မင်းတို့သွားဖို့အတွက်ကိုဇဝေဇဝါဖြစ်သွားတာတော့အမှန်ပါအဲ့လာကြောင့်မလို့မမေရဲ့မမေအမျိုးသားရဲ့ကအရင်ဆုံးအရက်ကွက်ထဲကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ကွက်ထဲကစကားကိုအရင်ဆုံးနားထောင်မယ်လို့မင်းတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အရင်မတွေ့ခင်ရက်ကွက်ထဲမှာရှိတဲ့ကယ်ရီဂိတ်တွေအဲ့နားမှာရှိတဲ့လူတွေကိုမင်းတို့အရင်ဆုံးမေးပါတယ်အားလုံးဖြေတဲ့အဖြေကလည်းဒီအဖြေတစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအဲ့ကလေးကိုအဲ့အန်တီဘယ်လောက်ထိတန်ရုံးစဉ်ရှိလဲမရှိ ိဘူးလဲဆိုတာဟိုဘက်ကရိုင်းနှက်တဲ့အမားကနေပြီးတော့ခလေးကိုခေါ်သွားလိုက်တတိုက်မှာကျိုးတုပ်လိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ဝင်ထဲမှာထည့်ပြီးတော့ပြောနေရအောင်အမားတို့ဗီဒီယိုရဲဗီဒီယိုကိုကြည့်ရလို့ဆိုမြင်ပါလိမ့်မယ်တတိုက်မှာကျိုးနဲ့တုပ်ထားတဲ့အချိန်မှာဆိုလဲအဲ့တိုင်းပဲခလေးကအဲ့အန်ဒီရဲ့ရင်ဝင်ထဲမှာပဲရှိနေရပါဒါကတော့မင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါချို့ကလည်းမင်းတို့ကိုအားပေးအားမြောင်လုပ်တယ်မင်းတို့ကအားပေးအားမြောင်လုပ်တာမဟုတ်ဘူးဒီအန်ဒီကြီးမှာအပြစ်ရှိရဆိုတာမှန်ပါ ါတယ်။ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်။ဒါပေမဲ့မိမင်းတို့လည်းအထည်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရနော်။အမရှိတစ်ခေါက်ကလည်းလာယူရတယ်။အခုလည်းထပ်လာယူတယ်။ညီမတို့သိရနော်။နောက်တစ်ခါထပ်လာလုံမယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်။အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးရိုက်နှက်မှာတော့မဟုတ်တာအာမခံပါတယ်ရှင်။နောက်ဆုံးအစဉ်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ဗီဒီယိုရိုက်ပြီးဒီအမတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်း ီးပြောခုလိုမျိုးတွေလုပ်နေပါတယ်ဆိုင်သမားတွေသိရအောင်လို့အတွက်တင်မေးရပါဆိုပြီးတော့ပဲတင်မှာပါအခုလိုမျိုးကိုထီးလက်ရောက်စပင်ကိုဆွဲပါးကိုရိုက်ပေါင်နေနေအဲ့လိုမျိုးတွေဓာတ်တိုင်တွေမှာကြိုးတုပ်တွေရောမင်းတို့လုံမှာမဟုတ်နောက်ဆုံးအဆင့်ရဲလက်ထဲကိုခေါ်ပြီးတော့အပ်လိုက်ပါမယ်တာဝန်ရှိရဲ့လူတွေကသူ့အလုပ်ကိုသူလုပ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးတော့ line ပေါ်မှာခလေးတဲ့ပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်ခလေးကိုကအစဓာတ်တိုင်မှာကြိုးတုပ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုဓာတ်တိုင်မှာခေါ်ပြီးတော့ကြိုးစွားတုပ်လို့ video file ထဲမှာပါ ါပါတယ်ဒါပေမဲ့ NDE ကနေပြီးတော့ကျမခလေးကိုမလုတ်ပါနဲ့ကျမကိုပဲလုတ်ပါဆိုပြီးတော့ video profile ထဲမှာပြောနေတာတွေ့ရတဲ့မိမင်းတို့ကတနာတာခလေးကိုလည်းတနာတယ်အခုလိုမျိုးရိုက်နှက်နေအောင်လည်းလူသားချင်းစာနာတာပါရှင်မိမင်းတို့အပေးအမြောက်လုတ်နေတာမဟုတ်ပါဘူးမိမင်းတို့ရှိမှအဲ့လိုမျိုးလာလုတ်ခဲ့ရင်လည်းမိမင်းတို့ကပထမအဆင့်တတိပေးမယ်ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးတော့ရဲလက်ထဲကိုအပ်လိုက်ပါပါ အလာမို့လို့လဲမမင်းတို့ဘသူရှိကားမှအလှလုံးဝလုံးဝမခံပါဘူးရှင်အခုလာလှရဲ့ပတ်စံဒီလဲမမင်းရဲ့ချွေးနဲ့သာတဲ့ရှာထားတဲ့ပတ်စံမမင်းရှိမှအထယ်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မမင်းဘသူရှိကားမှအလှမခံဘူးမမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလည်းတနာရဲ့ DNA ကိုလည်းအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မမင်းရှာထားတဲ့ပတ်စံတွေကနေပဲမမင်းငါးသိန်းချက်ကိုလာလှတာပါရှင်အကွက်ထဲကိုရောက်ရောက်ချင်းလဲမမင်းအဲ့အနေရှိကိုတန်းသွားတာမဟုတ်ပါဘူးမမင်းအဲ့ဖုန်းကြီးเจ้าနာ ရယ်ပြီးရင်ဆိုင်ကယ်ကယ်ရီဂိတ်တွေအဲ့လိုမျိုးလိုက်ပြီးတော့စုံစမ်းပြီးမှလှူတာပါဒီပတ်စံဒီဘသူဘယ်ဝါရှိရမှာအလှူခံထားခြင်းမဟုတ်ပါမမေးရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့ပတ်စံကိုမမေးလှူခြင်းဖြစ်ပါရဲ့ရှင်အပိအမြောက်လောက်တာလည်းမဟုတ်ပါဘူးလူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်တချို့ကြတော့လေခြေလက်တွေအကောင်းကြီးနဲ့လုံမစားဘဲနဲ့သူများတကပတ်စံကိုအလကားအချိုချောင်လိုချင်တဲ့လူကလည်းတသက်ရှိပါတယ်ဒီအနီးမှာအကျိုးရှိရလို့လည်းရက်ွက်ကပြောပါတယ်အဲ့လာကြောင့်မို့လို့သူလုံမိ ီးလောက်ရလုံလိုက်တာလို့လည်းရက်ွက်ထဲကပြောပါတယ်ရှင် DNA ရဲ့စိတ်နေစိတ်ထားကိုဒီရက်ွက်ထဲမှာတော်တော်များများကအယန်ဒီဘက်ကနေပြီးတော့အာမခံမိကြရဲ့လို့တော်တော်များပါတယ်ရှင်ကျမတို့ရဲ့စကားအပေါ်ဟုတ်မဟုတ်သိချင်ကိုမတွေရက်ွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်ကြိုက်တဲ့နေရအဲ့ရဲ့ဖုံးကြီးချောင်းကနေပြီးတော့တက်တက်ကြီးဝင်သွားပြီးအဲ့တိုင်းလျှောက်ကိုအမတို့ကြိုက်တဲ့အိမ်ကိုကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရှင်ရက်ွက်ထဲမှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းစုံကိုသိရပါလိမ့်မယ်ရှင်မင်းမပြောနေရအပေါ်တွေဟုတ် မဟုတ်ဆိုတာပေါ့နော်။ဒါပေမဲ့လည်းအင်တာဗျူးတွေ့ပြီးရတဲ့အချိန်မှာသွားဖို့တော့ကိုအရန်ဝေခွဲမရဖြစ်သွားပါတယ်။ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းစုံလေးသိကျင်တာမလို့ဒါပေမဲ့သွားပြီးတော့ရက်ွက်ထဲမှာတိတိချာချာမေးခဲ့တာပါတယောက်တည်းကိုမေးခဲ့တဲ့စကားမဟုတ်ပါအများကိုမေးမေးမေးခဲ့တာပါရှင်။မင်းညာလည်းရဲစခန်းမှာဒီရက်နေ့တညာအိတ်လိုက်ရပါတယ်လို့ရက်ွက်ထဲကနေမင်းတို့သိရတယ်။ပြီးတော့ပေါ့နော်ဟိုရိုက်နှက်တဲ့အမားကလည်းတောင်းမှန်မှာတောင်းမှန်နေပေါ့နော်သူလောက်တာလွန်သွားတယ်။သူနောက်အလိုမလောက်တော့ပါဘူးဆိုပြီးတော့တောင်းမှန်တယ်လို့လည်းမင်းတို့ရက်ွက်ထဲကနေ ဆင်ကြားရပါတယ် မမင်းဒီလိုလှူခြင်းဒီအားပေးအမြောက်လှုပ်ခြင်းလုံးဝမဟုတ်ပါမမင်းလူသားချင်းစာနာတာရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးခလေးကိုတနာတာရဲ့ကြောင့်မမင်းတို့ပေါ့နော်ဒီအနည်းရဲ့လိပ်စာကိုလိုင်းပေါ်မှာမေးရမေးပြီးတော့ကိုနိုင်တဲ့ပတ်လေးရနေပြီးတော့ကုညီပေးရပါရှင်အားပေးအမြောက်လှုပ်တာလည်းမဟုတ်ပါဘူးဒီအနည်းမှာအပြစ်ရှိရင်သူလည်းသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါပေမဲ့အခုလိုမျိုးရိုင်းနှံနှိပ်စက်တာမျိုးတော့မမင်းတို့ဘလို့မှမကြည့်ရပါဘူးရှင်ပြီးတော့ခလေးပါပါတယ်ခလေးကိုနေဘူး ဓာတ်တိုင်ထဲမှာကြိုးတုပ်တာတွေအဲ့လိုမျိုးတွေလှုပ်တာမြင်တဲ့အချိန်မှာမင်းတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြန်မာလူမျိုးတွေရဲ့အချင်းဟာကိုယ့်ရဲ့မျက်စိအရှိမှာကြက်ကလေးငှက်ကလေးကိုလုံနေရင်တော့စိတ်မကောင်းဖြစ်တာကွယ်ဒီလိုမျိုးကလေးနဲ့အိုကြီးအိုမတက်ရောက်ကိုခုလိုမျိုးရိုင်းနှက်နေရဖြစ်တဲ့အတွက်မင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းမိမှမင်းလှူခဲ့ခြင်းဖြစ်ပါတယ်လှူတဲ့ပတ်စံဒီမင်းမင်းပတ်စံမှာ နေပိုးအိမ်ကနေပြီးတော့ထပ်မံလှူဒန်းပေးဦးမယ်ဆိုပြီးတော့ပြပြလာတာမိုးတို့ဆက်နားထောင်လေးရအောင်ရှင့်မင်္ဂလာပါလှိုင်းသားရမှာဖြစ်သွားတဲ့သားမီးကိုလည်းကုညီပေးပါအောင်ကိုကြီးတဲ့ဒီလိုမှန်မျိုးတွေကျွန်တော်ရဲ့ပို့စီမှာအများကြီးအများကြီးတွေ့ရပါတယ်ခင်ဗျာဒီဖြစ်သွားတဲ့သားမီးဗီဒီယိုဆိုရင်ကျွန်တော်ကျွန်တော်မိမကိုဆုံးအောင်တော့မကြည့်နိုင်မင်းနဲ့မင်းညာဆိုရင်ညာစာတော့မစားပြပါဘူးတကယ်ကို မှန်ကန်စွာတကယ်တစ္ဆာရှိတာပြောပါရတယ်။ဒီကေလုံးဝစိတ်မကောင်းဖြစ်ရပါတယ်။ဝမ်းနေရပါတယ်။အဓိကတော့အလုံးပြောတဲ့အတိုင်းပဲဒီကလေးကြောင့်ကျွန်တော်တို့ကဗျာစိတ်မကောင်းဖြစ်ရတာဒီကလေးကိုနေဘူးကြီးထဲမှာတစ်တိုင်မှာတော့ပြီးချိန်တိုင်းမျိုးတော့ခုမှတမီးရွယ်လေးရှိတော့တကယ်ဝမ်းနေစိတ်မကောင်းဖြစ်ရပါတယ်။ဒီအိနေရဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးတော့မပြောချင်ပါဘူးအခုဒီဒါမီကိစ္စတနိုင်ငံလုံးလေးတည်ဝါကြီးဖြစ်တဲ့အတွက်ကျွန်တော်တက်ပို့ပြီးကြီးကျယ်မြင့်မြတ်တဲ့ပရာဟိတအဖွဲ့တွေအကုန်လုံးကလည်းကူညီဖို့လုပ်နေကြပါပြီဒီချားဖောင်ကိစ္စကဦးလေးလူမျိုးပဲအားလုံးဝိုင်းကူညီပြီးတော့ဒီဒါမီလေးအဆင်ပြေသွားမှာပါခင်ဗျာ ကဲ့ပါမြို့တွေရေမွဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ DNTG ကတော့တွတ်တာသူဆိုင်မှာပကံ73ချက်ဝင်ခိုးတယ်ပေါ့နော်။ဒါကြောင့်မလို့ဆိုင်ရှင်ကနေပြီးတော့ရိုက်နှက်ဆုံးမလိုက်တဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့မိဘပြည်သူတော်တော်များများကလည်းကိုချင်းစာစိတ်နဲ့ဒီလှူဒန်းပေးကြတယ်ပေါ့နော်။ဒါကိုတခိုးအပေးလုပ်တယ်ဆိုပြီးတော့လည်းဝိုင်းပလင်းကြတယ်။လူသားချင်းကိုချင်းစာစိတ်နဲ့လှူတယ်ဆိုပြီးတော့လည်းပြပြလာတယ်ရှင်။ဒီအမျိုးသမီးကဆိုလို့ရှိရင်တော့ရက်ကွက်ထဲကိုကိုယ်တိုင်သွားပြီးတော့အကြောင်းဆုံးစုံစမ်းပြီးမှလှူခဲ့တာပေါ့နော်။ DNTG ကလည်းတခါမှမခိုးဘူး။ DNTG မှလည်းအကျွင့်ရှိသိရှိတယ်။အဲဒါကြောင့်မလို့အတိုးတွေတက်မှာဆိုလို့ ခိုးလိုက်ရတယ်လို့လည်းပြောလာရှင့်ပစ္စည်းခိုးလို့ရှင့်လည်းသူမှအပြစ်ရှိတယ်အပြစ်ရှိရင်ဒီတက်ဆိုင်ရာကိုအသစ်နေပေါ့နော်ဒီလိုမျိုးတွေတော့ရိုက်နှက်မဆုံးမတင်ဘူးရှင့်ဒါကြောင့်မလို့လည်းဒီအကိုရီအမတွေကလည်းထပ်မံလှူတန်းပေးသွားတာပေါ့နော်အဲနောက်ထပ်လည်းလှူတန်းပေးမဲ့သူတွေရှိသေးရဲ့ရှင့်ကြည့်တဲ့မျိုးတွေလည်းတန်တုခလို့ရအောင်ပြန်လဲမြောက်လိုက်ချက်ဖြစ်ပါတယ်မွဲပြိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်တတ်တာ